မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မလ20ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့မင်းကွန်းဒေတာကိုစစ်ကောင်စီလေးချောင်းတိုက်ခိုက်တာကြောင့်ဘာသာရေးအဆောက်အုံတချို့ပျက်စီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်စကိုင်းတိုင်းမင်းကွန်းရှေးရောင်းရင်ကျေးမှုနယ်မြေမှာစစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့်ဘာသာရေးအဆောက်အုံအချို့ပျက်စီးသွားတယ်လို့ဒေတာတွင်သတင်းတွေကဆိုပါတယ် အကြံပေးစစ်ကောင်စီဟာမနေ့ကမလ16ရက်နေ့ည7:00နာရီခန့်မှာမင်းကွန်းပထိုးတော်ကြီးနဲ့မြသိန်းတန်စီတီကြားနေရာကိုလေရင်နဲ့ဘုံကျဲပြီးတော့ဆက်တက်နှက်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့်အနီးမှာရှိတဲ့ဘုံကြီးကျောင်းနဲ့တိလရှင်ကျောင်းအဆောက်အုံတွေပျက်စီးသွားတယ်လို့ဒေသနေပြည်သူတွေရဲ့ပြောဆိုချက်ကိုကိုးကားပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်။ မင်းကွန်ဒေတာမှာအခုရက်ပိုင်းတိုက်ပွဲတွေဖြစ်ပွားခဲ့တာရှိပေမဲ့မနေ့ကတော့တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီဘက်ကလာရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။စစ်တပ်ကလေးချောင်းတိုက်ခိုက်တဲ့နေရာဟာမင်းကွန်ပထိုးတော်ကြီးအနောက်ဘက်မနောမယတောင်ကုန်းဖြစ်ပြီးတော့စစ်ကောင်စီစခန်းဟောင်းနေရာလို့သိရပါတယ်။မင်းကွန်ဒေတာမှာစစ်အုပ်စုနဲ့ပြူစောတိအင်အား90ခန့်ရှိပြီးတော့ မင်းကွန်းရဲစခန်းနဲ့မြာသိန်းတန်စီဒီအနီးမှာအထိုင်ချတက်ဆွေးနေတဲ့အတွက်ကြောင့်လုံခြုံရေးစိတ်မချရတဲ့အနေအထားဖြစ်နေကတတိနဲ့နေရတယ်လို့ဒေသနေပြည်သူတွေကပြောဆိုနေကြပါတယ်ခင်ဗျာဆလဘီအင်းစိန်မြို့နယ်မှာရှိတဲ့အမှတ်နှစ်မှုကင်းရဲတပ်ဖွဲ့ CID ရုံးကိုဖောက်ခွဲတိုက်ခိုက်ရာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ ရန်ကုန်တိုင်းအင်းစိမ်မြို့နယ်အောင်မင်္ဂလာတုံလမ်းမကြီးဘေးကအမှတ်နှစ်မှုခင်းရဲတပ်ဖွဲ့ကွဲမှုခင်းရဲတပ်ဖွဲ့ CID ရုံးကိုအကြီးစားအဝေးချင်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာကင်းသမားအချို့ထိခိုက်ဒဏ်ရာရသွားတယ်လို့ Rangoon Urban Colon အဖွဲ့ကဒီကနေ့မလ20ရက်နေ့မှာထုတ်ပြန်ထားပါတယ်အင်းစိမ် CID ရုံးကိုမနေ့ကမလ19ရက်နေ့ည8နာရီကအချိန်မှာအဝေးတိမ်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြင်းထန်ဒဏ်ရာရသွားသူတွေကိုဆေးရုံခေါ်သွားတယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုအပြီးမှာ အောင်မင်္ဂလာတုံလမ်းမကြီးတလျှောက်ရဲနှင့်စစ်သားတွေပိတ်ဆို့စစ်ဆေးတာတွေလုပ်ခဲ့ပြီးမြတော်လိုင်းရဲဘော်တွေအန်ဒီယကင်းတယ်လို့လည်းသိရပါဗျ။မြေပြင်သတင်းပေးအင်အားကောင်းစီဖို့ရန်ကုန်မြို့တော်မှာနေထိုင်ကြတဲ့ပြည်သူလူထုအနေနဲ့ Rangoon Urban Colon Telegram ဖြစ်တဲ့ @RUC Info ကိုဆက်သွယ်ပြီးတော့မြေပြင်သတင်းအချက်အလက်တွေပေးပို့ကြဖို့ Rangoon Urban Colon အဖွဲ့ကမြစ်တာရက်ခံထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဖန်စီရမိတဲ့မွေးရည်ဆေးတွေနဲ့ပတ်သက်တဲ့ဆေးကောင်စီထုတ်ပြန်ချက်ဟာနိုင်ငံရေးတိုက်ခါချတဲ့ရုံမာမှုတက်တက်တာဖြစ်တယ်လို့ AA တုံ့ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ရန်ကုန်မြို့တော်မှာကျပ်66ဘီလီယံကျော်တန်ဖိုးရှိတဲ့မွေးရည်ဆေးတွေဖမ်းမိတာနဲ့ပတ်သက်လို့စေကောင်စီရဲ့ထုတ်ပြန်ချက်ဟာနိုင်ငံရေးတိုက်ခါချတဲ့ထိုးနှက်တိုက်ခိုက်ရုံမာမှုတာဖြစ်တယ်လို့ရခိုင်တပ်တော် AA ကတုံ့ပြန်ပြောဆိုလိုက်ပါတယ်။အကြမ်းဖက်စစ်ရာဇဝတ်တက်စေကောင်စီရဲ့ဝါဒဖြန့်ချီရေးရုတ်တံတွေနဲ့သတင်းစာ သတင်းကြော်ရေးမှာမလ18ရက်နေ့နဲ့19ရက်နေ့တွေမှာဖော်ပြခဲ့တဲ့မူရစီဖန်းစီရမိတဲ့သတင်းနဲ့ပတ်သက်လို့အေအေကတုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ရန်ကုန်တိုင်းအတွင်းမှာမူရမှောင်ခူဂိုင်းတွေစီကနေ196ဘီလီယံကျော်တန်ဖိုးရှိတဲ့ ice လို့ခေါ်တဲ့ methamphetamine 3တန်ကျော် ကတ်တမီ200ကီလိုဖမ်းဆီးရမိခဲ့တယ်လို့စစ်ကောင်စီလက်အောက်ခံမွေးစည်းဝါအလွဲသုံးမှုထိန်းချုပ်ရေးဘိုကော်မတီ CCDAC မြန်မာကစွပ်စွဲထားတာကို AA ကတုံ့ပြန်လိုက်တာလည်းဖြစ်ပါတယ်။စီအေးအရာအရှုံးနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာမွေးစည်းဝါဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့ AA အမိနာမကိုထည့်သွင်းထားရုံတည်းမဟုတ်ပဲဆက်ဆက်ပတ်သက်နေတယ်ဆိုပြီးတော့စွပ်စွဲနေတယ်လို့ AA ဘက်ကဆိုထားပါတယ်။ ဒီမူရစေဝါသတင်းနဲ့ AA အကြားဘယ်လိုမှဆက်ဆက်မှုမရှိဘူးဆိုတာအတီလင်းပြောလို့ကြောင်းလဲ AA ကရှင်းပြထားပါတယ်။ စစ်ကောင်စီရဲ့ဆွဆွဲချက်ဟာယုတ်တိမရှိတဲ့အပြင်နိုင်ငံရေးတိုက်ခါချတဲ့ဆွဆွဲချက်တစ်ခုသာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါရည်။လက်ရှိအချိန်မှာဖက်စစ်အကြမ်းဖက်ဆီယာဇိုးတက်စစ်ကောင်စီဟာအေအေကိုစစ်ရှုံးတဲ့ကာလဖြစ်တဲ့အပြင်အိန္ဒိယနိုင်ငံတွေနဲ့နိုင်ငံတကာအလဲမှာအရှက်ရနေချိန်လည်းဖြစ်နေတာကြောင့်ရှက်ရမ်းရမ်းပြီးတော့ ULA AA အဖွဲ့အစည်းကိုအညိုအတီးနဲ့နိုင်ငံရေးအရာထိုးနှက်တိုက်ခိုက်မှုတစ်ခုသာဖြစ်တယ်လို့ AA ကသုံးသပ်ထားပါရည်။ မွေစည်းဝါဒူးစိုက်မှုတွေနဲ့ခစ်တဲ့ online လောင်းကစားကြားဖြန့်ကိစ္စတွေဟာအတန်းဖက်စီအုပ်စုဖက်စစ်စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တဲ့နေပြည်တော်ရန်ကုန်မန္တလေးအပါအဝင်သူတို့လက်သက်မွေးထားတဲ့ပြည်သူစစ်တွေကြီးစိုးထိန်းချုပ်ရာနယ်မြေတွေနဲ့အကျဉ်ပြတ်အကရီလိုက်စာလက်ပြီးလက်ယူလုပ်နေတဲ့စစ်ဗိုလ်ချုပ်ကြီးတွေပိုင်ဆိုင်တဲ့နေရာမှာအဓိကတွေ့ရလိမ့်ရှိတယ်လို့လည်း AA ကအတည်ပြုထားပါတယ်။ လောင်ကစားမှုတွေနဲ့မူရည်စည်းကိစ္စအားလုံးမှာလက်စားနေတဲ့စစ်ဘုချုပ်ကြီးတွေပါဝင်ပတ်သက်နေတဲ့အတွက်ကြောင့်သူတို့လက်ချက်ဖြစ်တယ်ဆိုတာညင်မရတဲ့အထောက်အထားတွေကတက်သေးခံနေတယ်လို့အေအေကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။စစ်ရှုံးကောင်စီစူးမှုနေမြေဖြစ်တဲ့နေပြည်တော်နဲ့ရန်ကုန်လိုနေရာတွေမှာ မွေးရစီဝါရောင်းဝယ်မှုတွေထဲမနိုင်သိမရဖြစ်နေပြီးတော့ကြားဖြန့်ကိစ္စတွေမှာလည်းစစ်ဘုံချုပ်တွေပါဝင်ပတ်သက်နေတယ်ဆိုတာနိုင်ငံတကာအသိဖြစ်နေပြီးမြင်စစ်ရှုံးနေတဲ့မင်းအွန်လိုင်းဟာစီအေးအရာဒေါ်လာရေးတက်တွေကိုမရှင်နိုင်တော့တဲ့အချိန်မှာဒေါ်လာရေးတက်တွေကပဲမွေးရစီဝါဖြန့်ဝေနေတဲ့အောင်ဝါဒဖြန့်နေတာလို့နိုင်ငံရေးစီရေးလိလာနေသူတွေကလည်းသုံးသပ်ပြောဆိုနေကြပါတယ်ခင်ဗျာဆက်လက်ပြီး မုံရွာမန္တလေးလမ်းအတိုင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ရမှာစစ်တပ်ဘက်က3ဦးသေဆုံးပြီးတော့10ဦးဒဏ်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်ကိုဖျက်ဆီးသွားတဲ့မုံရွာမန္တလေးလမ်းပိုင်းမှာခြေလင်းစစ်ကြောင်းထိုးလာတဲ့အချမ်းဘတ်စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ရမှာစစ်တပ်ဘက်က3ဦးသေဆုံးပြီးတော့10ဦးဒဏ်ရာရသွားတယ်လို့လျှက်စီးတက်ခွဲမုံရွာခရင်အမှတ်7တရင်တက်ခွဲ3ကပြောဆိုထားပါတယ်။ ချောင်းဦးမြို့နယ်နေရီကန်အချမ်းဘတ်စစ်စခန်းကနေအင်အား60ခန်းနဲ့ထွက်လာတဲ့စစ်ကြောင်းနဲ့ချောင်းဦးမြို့တွင်ကနေထွက်လာတဲ့အင်အား40ခန်းပါစစ်ကြောင်းမုံရွာမန္တလေးလမ်းအတိုင်းခြေလင်းစစ်ကြောင်းထိုးလာတာကိုမလ16ရက်နေ့ကတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ် အရိစစ်ကြောင်းချောင်းဥမျိုးအရှိတ်နှစ်မိုင်ခန့်အကွာကိုရောက်လာချိန်မှာ တော်လန်ရဲဘော်တွေကမိုင်းဆွေးတိုက်ခိုက်ခဲ့ရာစစ်သားအများအပြားထိခိုက်ဒဏ်ရာရသွားပြီးတော့ထွက်ပြေးသွားတဲ့စစ်သားတွေနဲ့စစ်ကြောင်းပြန်စုဖွဲ့နေချိန်မှာတော်လန်ရဲဘော်တွေကဒရုန်းနဲ့ထပ်မံပုံကျဲတိုက်ခိုက်ခဲ့တာလို့အသိပေးထားပါတယ်။ ရုံးဘုံကျဲတိုက်ခိုက်ချိန်မှာနီးစက်ရအဆောင်တစ်ခုတည်းဝင်းရောက်ပုံးခိုနေတဲ့စစ်သားတွေကိုတော်လိုင်းရဲဘော်တွေက RPG တလုံး40မမဘုံဒီလေးလုံးပြစ်သွင်းတိုက်ခိုက်ရမှာလေစစ်သားတွေထိခိုက်သေးဆုံးတာတွေရှိတယ်လို့သိရပါဗျ အရေးစစ်ကြောင်းနဲ့တော်လန်ရေးတပ်ဖွဲ့တွေတနအီကြောကြတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်သားတွေဟာမုံရွာမန္တလေးလမ်းပိုင်းမှာတွာလာနေတဲ့ပြည်သူပိုင်ကားတွေကိုတားပြီးတော့ချောင်းဦးမြို့တွင်းနဲ့နယ်ရီကန်စစ်တပ်အထိုင်းစခန်းကိုပြန်ဆုတ်သွားတယ်လို့လျှက်စီးတက်ခွဲမုံရွာခရင်အမှတ်စနစ်တရင်တက်ခွဲတုံးကထုတ်ပြန်ထားပါတယ်။ဒီတိုက်ခိုက်မှုကိုလျှက်စီးတက်ခွဲမုံရွာခရင်ပကဖဒရုန်းလက်ယုံတပ်ဖွဲ့ငမိုးရိတ်စစ်ကြောင်းမုံရွာခရင်ပကဖလက်ယုံစစ်ကြောင်းຫນွေဦး Brothers Scotland နဲ့ အညာမြေတော်လန်ရေးတပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါရယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာ